All right so ဒီနေ့မှာတော့ Adizer IGCC ICD နဲ့ Computer Science ဘာသာရပ်နှစ်ခုရဲ့အဓိက core concept တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။တောင်းသားတယောက်အနေနဲ့ ICD နဲ့ Computer Science ရွေးချယ်တဲ့အခါမှာဘယ်ဘာသာကိုနဲ့ပိုသင့်တော်မလဲဆိုတာသိထားဖို့အရေးကြီးပါတယ်။ဒီဘာသာရပ်နှစ်ခုဟာစင်တူရဲ့အကြောင်းအရာတွေပါပဲမဲ့ core concept တွေရှိပါတယ်။ ICD ကနည်းပညာအသုံးပြုနည်းဥစားပေးပါတယ်။ Microsoft Office ဆို software ကိုကျွမ်းကျင်တာအသုံးပြုနိုင်မှုတွက်ချက်မှုတွေလုပ်ဖို့ presentation တွေပြုလုပ်ဖို့နဲ့ data တွေစီမံခန့်ခွဲဖို့သင်ကြားပေးပါတယ်။ CS ကတော့နီးပညာအလုပ်လုပ်ပုံနားလည်ဖို့ဦးစားပေးပါတယ်။ programming ရေးခြင်း algorithm တွေကိုနားလည်ခြင်း computer စနစ်အလုပ်လုပ်ပုံလေ့လာတာတွေပါဝင်ပါတယ်။အလွယ်ပြောရရင် ICT ကနီးပညာကိုဘယ်လိုသုံးရမလဲဆိုတာသင်ပြီး CS ကနီးပညာဘယ်လိုအလုပ်လုပ်လဲဆိုတာသင်တာပါ။ ICT မှာအကြောင်းသားတွေကအသင့်ဆုံး software တွေကိုကျောင်းကျင်လာတုံးတက်ဖို့ database တွေ spreadsheet တွေစီမံခန့်ခွဲခြင်း website တွေဖန်တီးခြင်း graphic တွေ presentation ဖန်တီးခြင်းတို့လေ့ကျင့်ပါတယ် CS မှ ism, ာတော့ကုတ်ရေးသားခြင်း၊ပရိုဂရမ်တွေဖန်တီးခြင်း၊ပြဿနာတွေကို algorithm နဲ့ဖြေရှင်းခြင်း၊ကွန်ပျူတာရဲ့အလုပ်လုပ်ပုံတွေကိုလေ့လာရပါတယ်။ ICT ကအသုံးပြုရတာပိုလွယ်ကူပါတယ်။သင်ချာအခြေခံသိမ့်မလို့ပါဘူး။လက်တွေ့အသုံးချတော့ပိုဦးစားပြီလို့သင်ယူရတာပိုလွယ်ကူပါတယ်။ CS ကတော့သင်ချာနဲ့ logic ပိုင်းဆိုင်ရာတွေးခွန်မှုပိုလိုအပ်ပါတယ်။စိတ်ကူးပိုင်းဆိုင်ရာသဘောတရားတွေများပြားလို့နားလည်ရခက်ခဲနိုင်ပါတယ်။ programming လိုအပ်တာကြောင့်လေ့ကျင့်ခြင်းပုံမှုလိုအပ်ပါတယ်။ ITDU ယူသွင်းတဲ့သူတွေကတော့လက်တွေ့အသုံးချမှုကိုစိတ်ဝင်စားသူများ Office Software တွေနဲ့ Digital Media ဖန်တီးတာကိုနှစ်သက်သူများအနေနဲ့ယူသင့်ပါတယ် CS ယူသွင်းတဲ့သူတွေကတော့ပြဿနာဖြေရှင်းခြင်းကိုနှစ်သက်သူများကိုပိုင် Program တွေ Software တွေဖန်တီးခြင်းသူများသင်ချာကိုကောင်းကောင်းမွန်နားလည်ပြီးစိတ်ရှိတဲ့သူများဤပညာရဲ့အလုပ်လုပ်ပုံကိုနက်နက်နဲနဲနားလည်ခြင်းတဲ့သူများအနေနဲ့ယူသင့်ပါတယ်အချင်းချင်းအနေနဲ့ပြောရရင် ICT ကဤပညာအသုံးပြုမှုကိုပိုဦးစားပေးပြီး CS ကဤပညာဖန်တီးခြင်းကိုပိုဦးစားပေးပါတယ်တဲ့အနာကရီမန်းချက်စိတ်ဝင်စားမှုနဲ့အားသာချက်ပေါ်မူတည်ပြီးကိုယ်နဲ့ကိုက်ညီတဲ့ဘာသာရပ်ကိုရွေးချယ်သင့်ပါတယ် နှစ်ဘာသာလုံးက digital kit မှာနှမိုးရှိတဲ့ကျွမ်းကျင်မှုတွေကိုပေးရင်လည်းဘာသာတွေပဲဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုရင် ICD နဲ့ CS ရဲ့ course ချက်တွေကိုနားလည်သွားပါမယ်လို့ထင်ပါတယ်တကယ်လို့အခုပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ် alright i'll see you guys in the next video